ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Liverpool အသင်းရဲ့ဒါအသင်းကောင်းဆောင် Virgil van Dijk ကမနေ့ညတုန်းက England Premier League Champion ဆုဖလားကြီးကို Anfield မှာပြည်သက်တဲ့ရှေ့မှာပဲအောင်ပွဲခံရင်ဒါလီဗာပူးရဲ့ယာတီကိုအဆုံးသတ်တယ်။လီဗာပူးကမင်းညတုန်းကခံဝင်လက်ချက်တွေကယာဂန်ကလော့တူစီဗင်ဂျာရက်တို့တကယ်လက်ဂျန်ဒရီအားလုံးရှေ့မှာ ါကိုဗစ်တုန်းကသူတို့ဖလားရခဲ့ပေမဲ့ပေးသက်တည်မပါပဲအဝဲခံမှုကိုဒီချိန်မှာပေးသက်တည်နဲ့သူအဝဲခံခွင့်ရရှိခဲ့တဲ့ဒီပွဲပြီးမှာဒါလီဗာပူးရဲ့စူပါစာမိုမက်ဆာလက်စ်ကပရီးမီယာလိရဲ့တနစ်တာအကောင်းဆုံးစု FWE ရဲ့တနစ်တာအကောင်းဆုံးစုနောက်တစ်ခုက professional ဘလုံးမတွေရွေးချယ်မဲ့ PFA ရဲ့အကောင်းဆုံးစုကိုလည်းတေချာပေါက်သူရအောင်ပါအဲ့ချိန်မှာပရီးမီယာလိရဲ့ playmaker စုနဲ့ top goal scorer စုကိုလည်းရခဲ့ပြီးအိုပရီးမီယာလိတနစ်တာအတွင်း twin go 58ခုပေါင်ပတ်သက်ပြီးတော့ choice အကောင်းဆုံးမှတ်တမ်းရတယ်ဆိုအားလုံးကတကယ့်ကို moment situation မှာ train elsona arno ဒါနောက်ဆုံးမှာပြည်သက်တွေကိုနှုတ်ဆက်သွားတယ်တခုပဲ liverpool အတွက်နည်းနည်းလေးစဉ်းစားရတာပေါ့လေအဲ့ဒါဘာလဲဆိုတော့ဒါကြီးမားတဲ့နေရာဒီမှာကြီးကြီးမားမားဒါပြောင်းလဲမှုတွေနဲ့တူဒါတကယ့်ကိုစိတ်လုံရှားရှားကောင်းတဲ့နေရာဒီ market တခုကိုသူတို့ဘက်ကဒါစောင့်မျှော်နေစေလို့ ဒါ Van Dijk ကဆိုသွားတယ်ဆိုတော့ transfer market မှာ Liverpool ကြီးကြီးကျယ်ကျယ်လုံမယ်ဆိုတဲ့သဘောပဲကျွန်တော်တခုပဲဆိုရင်က Mohamed Salah က Trent Alexander Arnold မရှိရင်လည်းတိုင်ပတ်မှာဘာကြောင့်လဲဆိုတော့ဥမာမင်းညက Darwin Nunez ကိုပို့လိုက်တဲ့ cross ဒီ Van Dijk ဒီ Salah ရှိကိုပို့ပေးတဲ့ပံ့ပိုးမှုရဲ့ cross ဒီနောက် Mohamed ဒီ Liverpool ရဲ့ဒါ Trent ကဒါ Premier League မှာ twin goal 64ကိုဖန်တီးမှုလုပ်တယ် Andy Robinson က60 Trent က64ခုဆိုအဲ့ဂိန်းကဏ္ဍဟာတော်တော်ကောင်းတဲ့ဂိန်းကဏ္ဍဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာအစားထိုးမဲ့ Jeremy Frimpong ရောနောက် Corner Bradley တို့ပါ under pressure ဖြစ်သူ Salah တို့လည်းအဓိက main player တယောက်အားယိုသွားတယ်ဆိုတော့ဒီနေရာမှာ Liverpool ကကျွန်တော်ကပြောလို့ကြီးမားတဲ့ transfer မှာအခုဒီအပိုင်းမှာသူတို့ဒါဒီ Florian Vasco အပိတပ်ဖို့လုပ်နေတယ်ဂျာမနီကလည်း Bundesliga ပြီးသွားပြီး အဲ့ဒီနေရာမှာလီဗာပူးစီရှိကနေအပီးတပ်ဖို့လုပ်တယ်အဲ့ချိန်မှာတစ်ချိန်တည်းမှာပဲအဲသူတို့ဘက်ကယော့ဂရက်ကိုပါသွားတက်စ်လုပ်ထားပြီးတော့ဘယ်နောက်ခံလို့အတွက်ဒါဂျယ်မီဖရင်ပေါင်ကိုညာနောက်ခံလို့ track နေရာမှာခေါ်ပြီးတော့ဘယ်နောက်ခံလို့အတွက်မီလော့ခါကစ်ကိုပါတခါတည်းဆွေးနွေးနေတယ်ဆိုတော့ကျွန်တော်တို့ကြားသိတဲ့ report အရာဒါ ဖရိုနီယန်ဗတ်ကအပြောင်းရွှေ့ကြောင့်မီလော့ခါကီရဲ့ ठी ကနည်းနည်းလေး delay ဖြစ်တာသူတို့ကတပြိုင်နက်နှစ်ခုလုံးမဆွေးနေဘူးအစောပိုင်းတော့ကတော့သူတို့မီလော့ခါကီကိုသူတို့ဆက်သွယ်ထားပြီးသားကစားမက personal agreement terms တွေအားလုံးက yes ပဲလီဗာပူးကိုခေါင်းငင်ထားပြီးသားဘုံပေါင်းနဲ့လီဗာပူးကြားမှာပြောင်းရွှေ့ခြင်းပဲညှိတာ ဘုံမောက်က350လိုချင်တယ်လီဘာပူးက40ပဲပေးတယ်30ကြားထဲမှာ different ဖြစ်တယ်အဲ့ဒါကိုသူတို့ဆက်ပြီးတော့ negotiate မလုပ်သေးတဲ့အချက်ကအခုလောလောဆယ်မှာ Florian Vaz ရဲ့အပြောင်းအရွှေ့ကိုအပြီးတက်ဖို့ Bayern Munich က out of the race ဖြစ်သွားပြီ Manchester City က out of the race ဖြစ်သွားပြီ Javi Alonso နဲ့ဒီ Real Madrid ကဘာမှမသိဘူး ဒါပေမဲ့လီဗာပူးကသူတယောက်ထဲခံကြံတယ်လို့ခံစားမိပြီးတော့ Florian Vass အပြောင်းအရွှေ့ကိုအပြီးတတ်တဲ့အတွက်ကြောင့်ဒီအပြောင်းအရွှေ့ပြီးတဲ့အခါမှာ Milos Kakir အပြောင်းအရွှေ့ကိုသူတို့ဆက်သွားမှာဆိုတော့ကျွန်တော်အမြင်တော့အခု Florian Vass ကိုသူတို့တေးကြတယ်ဒီတပတ်အတွဲမှာအပြီးဖြတ်လိမ့်မယ်ဒီတပတ်အတွဲမှာသူတို့အပြီးဖြတ်မယ်အပြီးဖြတ်ပြီးတာနဲ့ maybe တန်တရာ plus support ဆိုရင်ဝင်20ပဲဖြစ်ဖြစ်30ပဲဖြစ်130 140လောက်နဲ့ဖြစ်နိုင်မယ်ဆိုတော့ Jeremy Frimpong ကိုသူတို့ခေါ်ပြီး Florian Vass က next player ဖြစ်ဖို့ရှိပြီးတော့ နောက်တစ်ယောက်က Bilos Kakis ဒါလည်းဘုံမောင်းနဲ့မကြပြေအကူအညီမရမှာပဲ။ဆယ်ဆယ်သန်းဆိုတာကမကြမီဟိရင်ဒီဘက်၅သန်းတို့ဒီဘက်၅သန်းရှော့နဲ့လည်းဖြစ်သွားနိုင်တယ်။ပြီးတာနဲ့သူတို့နောက်ဆုံးမှာတော့ဒါဝင်းနူညက်တို့ဂျူတာတို့နေရာအစားထိုးဖို့အတွက်တိုက်စစ်မှုတစ်ယောက် အားလုံးကတော့ ESET လိုချင်ပေမဲ့ဖြစ်နိုင်ခြေက Eucharist ကိုသူတို့စဉ်းစားထားတဲ့ option တခုရှိတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့ဒီကြားထဲမှာ Eucharist ရဲ့လို့မှော့ဘူးဒါ Sesco Power တခြားထိတ်တန်းတိုက်စီမှုလည်း Liverpool market ဝင်နိုင်တယ်ဒါပေမဲ့ Liverpool ခုလက်တော့မှာအဓိကလုံဆောင်မဲ့အချက်တစ်ချက်ကဟိုအတင်းရဲ့နောက်ခံကစားမှာ Ibrahim Kanati ကိုတတ်တန်းထပ်ပိုးရမှာဖြစ်ပြီး မတိုးနိုင်ခင်ရင်လာမယ့်ရာသီမှာ trend global remedy ကိုသူတို့အလွတ်နဲ့ဆုံးရှုံးသွားနိုင်တယ်ဒါတကြောင့်လီဗာပူးကဒီကိစ္စကိုလည်းအသေးအံဆောင်ရွက်နေတဲ့အတွက် Milos Kaki ရဲ့အပြောင်းအရွှေ့နည်းနည်းလေး delay ဖြစ်တယ်ဒါပေမဲ့ Florian Vaz နဲ့ Nuya သီမှာကြီးမားတဲ့အပြောင်းအရွှေ့တွေကိုတွေ့ရမယ်လို့ Van Dijk ကဆိုထားတာပါအားလုံးကျေးဇူးတင်ပါတယ်